ော့ laptop မှာ password ခံချင်တဲ့သူတွေအတွက်ကဘယ်လိုလုပ်ပြရမလဲဆိုဒီ apps မှာမှန် blue ပုံလေးရှိတယ်။အဲဒီမှန် blue ပုံလေးမှာ click နှိပ်တာ။ click နှိပ်ပြီးသွားရင်ဒီ box ထဲမှာ search setting box ထဲမှာရိုက်ထည့်ရမှာပါ။ setting လို့ရိုက်ထည့်လို့ရတယ်။နော် setting လို့ရိုက်ထည့်ပြီးဒီမှာ setting မှာနှိပ်။အဲ့လိုသွားလိုက်လေးရတယ်။အဲ့လိုသွားလိုက်ဒီအလင်းထဲမှာဘာကိုထပ်ရှာပြရမလဲဆိုရင်အကောင့်ကိုထပ်ရှာ account ကဒီမှာရှိရယ် user account နော် account လို့နေလာအဲ့တော့သူက user name password ခန့်ချင်တာနော်ဒါဆိုတက်ချိန်ကပြန်နေတယ်စဝင်တဲ့ခါမှာ man blue လေးကိုနေစစော setting နဲ့ရိုက်ခဲ့တယ် setting နဲ့ရှာလို့ရတယ်လို့တခါတည်းဒီမှာရိုက်ထည့်ပြီးတော့ user account ရိုက်ထည့်ပြီးတော့လဲရှာလို့ရတယ် user account အဲ့ user account ဆိုပြီးတော့ရိုက်ထည့်လိုက်ရင်ဒီမှာ user information ဆိုတာနေထွက်လာတယ်နော်ကလစ်နှိပ်တာအဲကလစ်နှိပ်လိုက်ရင်ဒီ private channel မှာနာမည်လေးတွေကွာ sign in option ကိုနှိပ်မယ် password ခန့်ချင်တာဖြစ်တဲ့အတွက်နော်ပြီးသားရင်တော့ password ဆိုရင်ဒီကနေခန့်မယ်ဒါပေမဲ့အဲ့ဒီမှာမှာကွာနာမည်ပြောင်းချင်သေးရဆိုရင်ဒီဘက်မှာ email account နှိပ် email account ရှိမယ်ပြီးအောက်မှာက sign in option ရှိမယ် sign in option ကတော့ဟိုက password change ချင်းတရားနေတော့ပြရမယ် sign in option နဲ့ အပေါ်က information ကတော့ကိုယ့်ရဲ့ account change နေတာကြာရင်ဒီကနေကြွားပေါ့ဒီနေရာမှာ matter ဆိုတဲ့အစားကိုယ့်ရဲ့နာမည်လေးကြွားချင်းနေပေါ့နော်ဒါဆိုရင်တော့ဒီဟာလေးမှာပါလို့လဲဆိုရင်နာမည်ပေးတာက create picture ပုံပြောင်းချင်းနေပေါ့နော်ဒါဆိုပုံပြောင်းချင်းနေဆိုရင်ဒီနာလေးကနေကင်မရာမှာနေဒါမှမဟုတ်ရင်ကိုယ်မှရှိသားပုံတွေကပြောင်းမယ်ဆိုရင် raw form 1ပြီးတော့ဒီမှာပုံတစ်ပုံလေးကို အဲ့တော့ဒီထင်ကပုံတခုလေးကိုကြည့်လိုက်ရအောင်။ဒေါင်းလုပ်ထင်ကပေါ့နော်။အဲ့တော့ဒုမန်နေကနောက်ထပ်ဒေါင်းလုပ်။အဲ့ဒေါင်းလုပ်ထင်ကပုံလေးတခုသွားမယ်ပေါ့နော်။ဒါပဲနေလိုက်။ဒါဆိုရင်တော့ဒီပုံမှာပုံလေးပြောင်းတဲ့ပုံစံလေးရသွားမယ်နော်။အဲ့ဒါကပုံပြောင်းတာ။အဲ့တော့ပုံပြောင်းတာဒီဒီဘက်ကရ information တွေကပုံပြောင်းနေရတယ်။ That's what can ကကြာလို့ဒီ alpha က sign option အနေနဲ့သွားနေရတယ်။ ဒီဒီဘက်က password ကိုနှိပ်တယ်။အဲဒီလို browse ကြလာရင်ဒီမှာ add ပါလို့နှိပ်ပါတယ်။ add ကိုနှိပ်လိုက်ဒီမှာ password အသေးရိုက်ထည့်မယ်။ပြီးရင် confirm password ရိုက်ထည့်မယ်။ပြီးရင်ဒီမှာစာလေး instantly တစ်ခုရိုက်ထည့် next နဲ့သွား။ next နဲ့သွားပြီး finish နဲ့သွားလိုက်ရင်တော့ဒါ password ခံပြီးတာဖြစ်သွားမယ်။ဒါပေမဲ့အခု login ဒီမှာ password ဘာမှမခံထားဘူး။ add ကိုနှိပ်လိုက်ပြီးမှဒီမှာဘာမှမခံထားဘူး။နော်။အဲတော့သူက auto တက်စီခြင်းလေဆိုရင် ံပြီးသွားရင်တော့အခုလည်းလုံးစေ password က A3 လုံးလို့ပါလို့ရိုက်ထည့်လိုက်ပေါ့နော်အဲ A3 လုံးမြင်ခြင်းမျိုးဆိုရင်တော့ဒီပြရပါလို့လေဆိုရင်မျက်လုံးပုံစံပြီးနေတယ်နာမည်သူ့ရဲ့မျက်လုံးကဒီမှာလေဖတ်ကနေဖတ်ကနေပဲမြင်ရတယ် mouse ကဒီကြကြလေးဖိထားမှမြင်ရတယ်နော်ပြီးရင်နောက်ထပ်ပြောင်းခြင်းနဲ့ password ရိုက်တယ် next နဲ့တော့ finish နဲ့တော့အခုလည်းလုံးစေတော့ password မထည့်တော့ဘူးနော်အဲ့လို finish နဲ့တော့ပြီးရင်တော့ restart ချပြရမယ်ဒါ password change နေပြီ ခု password ချိန်တဲ့နေရာလေးပြောခဲ့တယ်နောက်က your information တွေကပုံပြောင်းတာလေးပြောခဲ့တယ် password ချိန်တာလေးဒီဒီဘက်မှာ sign in option နဲ့တွားရနော်ဒီနှစ်ခုနဲ့တွားခဲ့အဲဒီမှာ home ကိုတွားနေလိုက် home မှာဆိုတော့ဒီမှာ user account နာမည်လေးရှိတယ်ပေါ့နော်အဲဆိုအဲ့နာမည်လေးထဲမှာ click နေလိုက် sign in အဲ့ဒီနာမည်အကြတော့ Microsoft account ဖွင့်တာဖြစ်တဲ့အတွက်ဒါပိတ်ထားလို့ရတယ်။ဒီ assign ဆိုအဲ Microsoft account ကြီးကမဝင်နိုင်ရ ော့အဓိကဒီအောက်မှာပါလဲဆိုရင်အကောင့်ကနေသွားပြီးတော့ပြရမယ်အကောင့်တွေကဒီအပေါ်မှာကဗာပြောင်းလာဆိုပုံပြောင်းလာနော်ဒီအောက်ကပုံပြောင်းနေတယ်ဆိုတော့ transform မှုနဲ့ပုံပြောင်းနေရတယ်နောက်ဒီဘက်က email အကောင့်ကတော့ဒါအကောင့်ကိုဟိုနောက်ထပ် admin အကောင့်နေထပ်ထည့်ခြင်းသုံးတာနော် sign in အင်္ဂါတော့ sign ဝင်နေချိန်မှာ password နဲ့ထားမလားပုံနဲ့ထားမလားဒါလေးသွားကြည့်ရတယ်ပြီးရင်တော့ restructure ပြရ အခုဒီဆက်ကတော့ Mr. Macha နော်။အဲ့ဆိုတော့ password လည်းခံထားဟုတ်တယ်အတွက်။အဲ့တော့ပုံမှန်ဆိုရင် password ခံခြင်းရင်တော့သူအောက်က setting နဲ့ကနေသွားပြီးတော့ user account setting နဲ့ပြည့်ပြည့် user account နဲ့ပြည့်ပြည့်ရိုက်ထည့်ပြီးတော့သွားပြရမယ်။ဒါက password changing ပုံပြ